ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးဒီတပန်း20ရက်နေ့ဆယ်လပေါ့နော်ဟုတ်ပြီဗျာလအတွက်14ရက်မြောက်နေ့လာတာပါအခုမှဆရာကြီးကိုကြော့ထားတဲ့သူရှိပါတယ်ပူရန်ထားတယ်လို့သူကသုံးတယ်ဆရာကြီးဗျာအခုတင်လွင် .a .th a ဘယ်ရလဲအခုတင်လွင် .th a လာတာရန်ကုန်ကဟုတ်ပြီ။သူကတသိန်းချက်ပါဆရာကြီး။ဒါတို့ပါကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ဆရာ။ဆရာကိုယ်တိုင်တည့်ရဲ့ ြောပါတယ်ဟုတ်ကဲ့ပါဆရာအကျိုးရှိရာကိုဆရာအသုံးပြုပါပါလို့ဟုတ်ကဲ့ဆရာကြီးအများကောင်းကျိုးအများချမ်းသာစိတ်ပညာအတွက်ဟုတ်ကဲ့ဆရာကြီးနောက်ပင်လုံစာပေးရတသိန်းပါဆရာကြီးသာဓုပါတန်ရှင်းပါတသိန်းပါဆရာကြီးတန်ရှင်းတန်ရှင်းရတသိန်းပါဆရာကြီးပင်လုံကတတ်တတ်တန်ရှင်းတတ်တတ်တတ်ဟုတ်ကဲ့ဆရာကြီးတန်ရှင်းရမလို့တန်ရှင်းရဒီမှန်သူပါဆရာကြီးဟောဟောသာဓုပါကတဲ့ဘေးဝင်အေးအေးသေးပဲတန်တက်လိုက်ပြီတော့မကြရအောင် အဲ့ဒါဘယ်သူမှအတိတ်ပိတ်စင်မရှိတော့ဟုတ်လားသိကြလားသိကြပါဘူးကောင်းပါပြီကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ဟောဥတင်လွင်ဒေါ်သန်းအေးပေါ့နော်ဟုတ်ပြီ तू က Facebook ကနေသိတာမဟုတ်ဘူးဆရာကြီး Facebook ကဆို VPN ခံရတော့ तू ကမကြည့်လို့မရဘူးဟုတ်ပြီဆရာလည်းအသက်80ကျော်ပေါ့နော်အန်ဒီကအဲ့ဒါ तू ကနေပြီး YouTube ကနေကြည့်ရပါ ဩ YouTube ကနေကြည့်ရပါအဲသူရေးသူပြောတာမနေ့ကမှဖုန်းဆက်ပြီးတော့ဗောနော်သူပြောပြတယ်မနေ့ကမှငွေလွှဲလိုက်တာပါပိုပြီးအချိန်နေမှာကလေးကတဲ့လှူကျင်းပါတယ်တဲ့ဘယ်မှာဘလို့လှူရမှန်းမသိလို့ပါတဲ့ဘာဖြစ်လို့လဲဆိုတော့ဆရာကြီးကိုရိုသေလို့ပါတဲ့ဆရာကြီးကသူများအသက်တွေကယ်နေလို့လှူနေတာဟုတ်ပေါ့နော်လှူကျင်တာပါတဲ့ ကောင်းမှုကုသိုလ်အလှတစ်ခုသူ့အတွက်ပေါ့နော်ကောင်းမှုကုသိုလ်အလှတစ်ခုပြုခြင်းပါလို့ရေးထားပါဟုတ်ပြီအဲ့ဒီအတွက်ဆရာကြီးကလည်းပဲအဒီကောင်းမှုကုသိုလ်အတွက်အားလုံးကိုလေဟုတ်ကဲ့ဆရာကြီးသာဓုခွန်နေအောင်အလှရှင်နာမြတ်ဥတင်ဥတင်လွင်ဒေါ်တန်းအေးဥတင်လွင်ရဲ့အလှတော်ငွေဟာဒေါ်တန်းဒေါ်တန်းဆရာတယောက်တည်းကိုလှူတယ်လို့မယူဆပါနဲ့နော်ဟုတ်ကဲ့ပါဆရာကြီးဆရာဆရာကြီးများရောဤစေးပညာကိုတိဆောက်သွားသူများဤစေးပညာကို ထိမ့်သိမ့်ထားသူများအားလုံးကိုလှူတယ်လို့ယူဆပါဒါမှကုသလည်းပိုရပါမယ်ဟုတ်ကဲ့ပါဆရာဆရာကြီးကိုလည်းဒီဥစ္စာဆရာကြီးတယောက်တည်းသုံးမှာမဟုတ်ပါဘူးဟုတ်ကဲ့ပါဆရာဆရာရဲ့ဆရာတွေကိုဆရာအခါအားလျော်စွာလူအပ်ရာတွေကိုကုညီပြီးတော့ကြော့ပါတယ်ဟုတ်ကဲ့ပါဆရာကြောင့်မလို့ကြော့ခြင်းဟာတူဦးတွေကိုကြော့တယ်လို့ယူဆမှာတဲ့ဆရာအများကိုကြော့တယ်လို့ယူဆလို့ရှိရင်ပို့ပြီးတော့ကုသူတွေပွားပါတယ်လို့ဆရာကြီးအကြံပေးလိုက်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီး ပင်လုံစာပေးရမေးချင်တာပေါ့နော်မေးပါဒီလိုပေါ့နော်အသက်80ပေါ့ဥတင်လွင်ရလဲ84နှစ်ဒေါ်တန်းအေးရလဲ83နှစ်ပေါ့နော်ဘာတော်ကြလဲသူတို့သူတို့ကဟိုပါပေါ့ဇနီးလားဇနီးမောင်နှံပေါ့ဟုတ်ကဲ့ပါဇနီးမောင်နှံသူတို့သာသမီလည်းမရှိဘူးတဲ့ဟုတ်ပြီဆရာကြီးကဟိုတပတ်ကပြောလိုက်တာဆရာကြီးရဲ့ဘဝအကြောင်းသိပြောပေါ့နော်သူတို့နဲ့လည်းဘဝထက်တူပါတဲ့ဟုတ်ပါအဲ့တော့ဆရာကြီးအနေနဲ့သူတို့ကိုလည်းဟိုတနေ့တာပေါ့နော် နေထိုင်နည်းလေးပေါ့စားတော့နေထိုင်နည်းလမ်းညွန်လေးပင်လုံစာပေးရတောင်းဆိုတာပါအဲအဲ့ဒါလည်းသိကောင်းတာဗျာဟုတ်ကဲ့ဆရာကြီးအဲ့တယောက်တည်းတောင်းဆိုတယ်လို့တော့မမြင်ဘူးအများကိုစားပြူပေါ့ဟုတ်ကဲ့ဆရာကြီးတောင်းဆိုတယ်လို့ဆရာမြင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးဟောပင်လုံစာပေးကိုအခုတကယ်ကိုပုံမှန်မပြတ်ကြည့်နေတဲ့သူတွေရှိတယ်ဆိုတာသိရတယ်ဟုတ်ကဲ့ပါဆရာကြီး။နောက်ကြည့်ုံနေမို့လိုက်နာတယ်ဆိုတာလည်းသိရတယ်ဟုတ်ကဲ့ပါဆရာကြီး။လိုက်နာတော့မကဘူးလိုက်နာလို့ အကျိုးရှိတယ်ဆိုတာလေဆရာတို့ရှိရောသမီးတို့လည်းပြန်ပြီးဟောတုံ့ပြန်တာလည်းရှိတယ်လေဟုတ်ကဲ့ပါဆရာကြီးဒါရီတွေဆရာတို့ကကျေးဇူးလေးတင်တယ်ဝမ်းလဲတာတယ်အမောလဲပြေပါတယ်ဆရာအသက်80ပြည့်တော့ရတ်တော်မယ်လို့စိတ်ကူးပေးမယ်လို့ဦးပေလဝံလဲအားပေးတယ်ဘေးကလည်းအဲ့လိုဝိုင်းပြီးတော့အားပေးတယ်တော့မလို့ဆရာကြီးပြောနိုင်နေသေးသေးတော့ဆက်ပြောနေပြရပါပေးပါအောင်မယ်ဟုတ်ကဲ့ပါဆရာနောက်မေးတဲ့မေးခွန်းတွေမှန်သမျှလည်းပဲအတူဆုံးအရှင်းဆုံးနဲ့အထီရောက်ဆုံး ပြန်ဖြေပေးပါတယ်လို့ပြောလို့ပါတယ်ဗျာဟုတ်ကဲ့ဆရာကြီးအသက်80ကျော်ဇနီးမောင်နှံအတွက်ပေါ့နော်ဟုတ်ပြီနေထိုင်စားသောက်နည်းလမ်းညွှန်ချက်လေးပေါ့ဆရာကြီးအဲအဲ့ဒါလေးကလည်းပဲဆရာကြီးပြောနေကြစကားလေးကတချို့စုအလွတ်တော်ရလို့တယ်နော်ဟုတ်ကဲ့ဆရာကြီးဘလောက်စင်ရဲစင်ရဲချမ်းသာချမ်းသာဟုတ်ကဲ့ပါအရသာ6မျိုးပဲစားတာစားတာဟုတ်ကဲ့ပါဆရာကြီးချူချင်ဆက်ဖန်ခါအင်္ဂါအဲ့ဒါဆရာကြီးတို့ကအခုလူတရာမှာတရာလေးပဲပြောကြပါစို့ဟုတ်ကဲ့ဆရာကြီးချင်ခါအီကိုအမှန်စားပေးရမယ် ဟုတ်ကဲ့ပါဆရာရှင်။ချင်ခါအေးကိုဟုတ်ကဲ့ပါ။မမှန်စားရမယ်။ကြော်ဖန်ဆက်စိတ်ကိုရှောင်ပြရမယ်။ဟုတ်ကဲ့ပါဆရာရှင်။အဲ့ဒီအသီးလေးနှစ်ခုကိုတကယ်သိရမဟုတ်ဘူးနော်။တကယ်လိုက်နာကြည့်ပါ။ဟုတ်ကဲ့ပါဆရာရှင်။နော်ကြော်ဖန်ဆက်စိတ်မှန်သမျှကိုတကယ်ကိုရှောင်ကြည့်လိုက်။ဟုတ်ကဲ့ပါဆရာရှင်။ဒီတလားနှစ်လားအတွင်းမဟုတ်ကျမရဲ့သိတာလားမလဲ။ဟုတ်ကဲ့ပါဆရာရှင်။ချင်ခါအေးကိုစားကြည့်လိုက်။ဟုတ်ကဲ့ပါဆရာရှင်။ရှိတဲ့ယောဂါတွေတော့လောက်တက်တာသွားတာတွေ့လိမ့်မယ်။ဟုတ်ကဲ့ပါဆရာရှင်။ကျွန်တော်ဆရာတို့က လွယ်လွယ်လေးပြောလိုက်တာကတော့လွယ်လွယ်လေးလို့ထင်ပါเนาะဟုတ်ကဲ့ပါဆရာလွယ်လွယ်လေးပြောလိုက်တာမဟုတ်ပါဘူးဟုတ်ကဲ့ပါနှစ်ပေါင်းများစွာမိမိရဲ့ဆရာဆရာကြီးတွေအတွေ့အကြုံမှာပေါင်းစပ်ပြီးပြောတာဖြစ်ကြောင်မလို့လိုက်နာသူအားလုံးခုမေခွန်းရှင်ရှင်ညောင်းနာเนาะလိုက်နာကြည့်လိုက်တာနဲ့လိုက်နာသမျှအကျိုးရှိသွားမှာပါလို့ဟုတ်ကဲ့ပါဆရာအဲ့တော့ရှင်ပြောသလိုပဲလှတော်သားပြောသလိုဤစကားဒီကောင်းနေစွာအများအတွက်ကြော်ဖန်ဆက်စိတ် ရှောင်းရှောင်းမာလေးဟုတ်ကဲ့ပါချူချင်ခါအီမှန်မှန်စားပြီးဟုတ်ကဲ့ပါဆရာအဲ့လိုပြောပြရနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်းကြပါစေဗျာ